မင်္ဂလာပါရှင်ခရစ်တက်လီဝေရှင်းသတင်းဌာနမှသတင်းများကိုတင်ဆက်ပေးနေပါတယ်ပထမဆုံးဖာကန်မြို့နယ်မော်စီစာလမ်းဆောင်မှာစိတ်ရင်နံကိုမိုင်းဆွဲတိုက်ခိုက်မှုစစ်သားထိခိုက်ဒဏ်ဆောင်မှုရှိစွာသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကချင်ပြည်နယ်ဖားကန်းမြို့နယ်မော်စီစာကျေးရွာမိန်လမလမ်းဆောင်မှာစည်ရင်နံကိုမန်းဆွဲတိုက်ခိုက်ခဲ့ရာစစ်သားများထိခိုက်ဒဏ်ဆောင်မှုရှိကြောင်းဖားကန်းဒေသစီရေးသတင်းရှင်မြစ်ကပြောဆိုပါတယ် ရှင်နေနိုဝင်မာလာစင်ရဲ့နေ့နနေ့7:20မိနစ်အချိန်ဖာကံမြို့နယ်မော်စီစာကျင်းရွာလမ်းမလမ်းဆောင်မှာအကြမ်းမတ်စစ်ရင်နံကိုတော်လန်ရဲတပ်ဖွဲ့များကမိုင်းဆွဲတိုက်ခိုက်ခဲ့ရာစစ်သားများထိခိုက်ဒေဆုံးမှုရှိပြီးတေဆုံးတရားရရှိသူများကိုပြည်သူပိုင်ကများဖြင့်ချော်ဆဲကတည်ယူနေကြောင်းသိရှိရပါသည်။ဗန်နယောက်ထီလဲတော့မတည်ဘူးထိခိုက်မှုရှိလို့ပြည်သူတွေရဲ့ကားတွေကိုရက်ခိုင်းပြီးချော်ဆဲပြီးအကျိုးအပေါ်လုံနေတဲ့အကြမ်းမတ်စစ်ကားများတွင် ကားတရံချမ်းမောင်းပြီးအသွာလာလုံနေကြသလိုတော်လန်ရေးဘက်ကလည်းကြားဖြတ်တိုက်ခတ်မှုတွေရှိနေတာကြောင့်မိဘပြည်သူတွေအနေနဲ့အသက်နိုင်ဆုံးအပြစ်မထွက်ဖိန်အသွာလာဆင်ခြင်ကြဖို့လိုပါတယ်ဟုဒေသတင်ရှင်မြစ်ကပြောကြားပါတယ်အလာတူဖာကတ်မော်စီစာလမ်းမပေါ်မှာ KBC ဖျားကြောင်းရှိမှလည်းမိုက်ပေါက်ကွဲမှုဖြစ်ကပြည်သူတအုပ်တည်ဆောင်ပြီးတအုပ်ရဲ့ပြည်ထန်တရားရရှိခဲ့ကြောင်းသိရှိရပါတယ်။ ယခုရပိုင်အတွင်းအကြမ်းမက်စစ်ကောင်စီတပ်ကဖားကံမျိုးလုံခင်မော်စီဆောင်စသည့်နေရာများကိုအသွာအလာလှုပ်ဆောင်လျက်ရှိပြီးတော်လရင်တပ်များကလည်းမန်းဆွေတိုက်ခိုက်မှုများလှုပ်ဆောင်နေကြသည်ရပါတယ်ကင်းလေတာလားတက်ပြောင်းရွှေ့လုံးနေကြတာလားတော့မသိဘူးဒီတရက်နှစ်ရက်တော့အတွင်းစစ်သားတွေအသွာလာတအားလုံးနေတော့ဖားကတ်ကိုသွားလိုက်လုံခင်ကိုသွားလိုက်အခုတန်ဆက်ထားတဲ့မော်စီစာဖျားကုန်းပေါ်တက်လိုက်နေရှုပ်ဆက်ခံနေတော့ကျွန်တော်တို့ကြားရတဲ့တရင်ကလမ်းကျောပေါ်တက်လာတဲ့စစ်ကြောင်းကို မျိုးပေါ်မှာလုံခြုံရေးယူတဲ့ဆိုတဲ့ပုံစံမျိုးလည်းပြောကြတယ်။အဲ့ဒါကတော့အတိပြုလို့မရဘူး။အတိပြုနိုင်တာကတော့စစ်သားတွေကကားတွေနဲ့တောင်ဆောင်အသွားလာရှိနေပြီးတော့တော်လိုင်းရဲ့ဘက်ကလည်းလမ်းပေါ်မှာမိုင်းဆွဲတိုက်ခတ်မှုတွေဆက်ရှိနေတဲ့အနေအထားဖြစ်တာ။မိုင်းဆွဲတိုက်ခိုက်တာလည်းပဲနေရာမှာအသေးထိုင်ပြီးတိုက်ခိုက်ကြတာမျိုးတော့မဟုတ်ဘူး။တွားရင်လာရင်မိုင်းဆွဲနေကြတာ။အဲ့ဒီကြားမှာမှပြည်သူတွေလည်းထိခိုက်မှုတွေရှိနေတဲ့အနေအထားမျိုးဖြစ်တာလို့ဒေသခံသတင်းရှင်မြေကဆင်ပြပါရစေ။ ဆက်လက်ပြီးကမ်းပလူမျိုးနဲ့စစ်တပ်နဲ့ပြူစော်ထင်းများကြည်ချင်းရွာရှိပြည်သူနေအိမ်များကိုမိဆွတ်ဖြတ်စည်းနေစွာတည်င်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။စကိုင်းတိုင်းကံဘလူမျိုးနဲ့ချီချင်းရွာမှာထိုင်းခြားတဆွဲထားသည့်အကြမ်းမတ်စစ်တပ်နဲ့ပြူစော်ထင်းများကချီချင်းရွာရှိပြည်သူမိုင်းနေအများကိုမိဆွဖြတ်စင်းနေကြောင်းကျွန်းလာကံဘလူတပ်ကြွားလုံစားသူများအဖွဲ့ကံဘလူခရိုင်မှတာဝန်ရှိသူကပြောကြားပါတယ်။ရှင်းနေနိုဝင်မလာ၁၀ရက်နေ့နနက်၈:၅၅မိနစ်အချိန်အကြမ်းမတ်စစ်သားများနဲ့ပြူစော်ထင်းများက ကြည်ချင်းကျွရကိုမိဆွေဖြတ်စင်းနေခြင်းဖြစ်ကြောင်းသိရပါတယ်။ပြည်သူတွေဖန်ဆီးခံရတာတော့မကြသေးဘူးလို့ကျောင်းလကမလူတက်ကြလှူရှာသူများအဖွဲ့ကမလူခရိုင်မှတာဝန်ရှိသူကပြောကြားပါတယ်။အကြမ်းမဲ့စစ်တမ်းများကကြည်ချင်းရွာကိုအောက်ကလအတွင်းကလည်း၄ရက်သတိုင်းမိရှုဖြတ်စမှုများလုံဆောင်ခဲ့တဲ့ကြောင်းဒေသပြည်သူများကပြောဆိုပါတယ်။အကြမ်းမဲ့စစ်တပ်ကစကိုင်းတိုင်းကလေးမြို့နယ်၊ရွှေဘိုးဝက်လန်းနယ်၊ကံပလူမြို့နယ်များမှာစစ်ကြောင်းများကို ရရှိသည့်စစ်အင်အားများဖြင့်ချီတက်၍ပြည်သူပိုင်ကျင်းရွာများနှင့်နေအိမ်များကိုစစ်ကြောင်းထုံမီဆွတ်ပြစေခြင်းပြည်သူများကိုဖမ်းဆီးတပ်ဖြတ်ခြင်းများအစင်ဟုံမြင့်လုဆောင်နေကြောင်းတော်လရင်တရင်ချင်းများကပြောကြားပါတယ်ရှင်။ဆလဘင်အေအေတမူကျောင်းပေါ်ကျော်ထွန်မြတ်နိုင်မွေးနေအထင်အမှန်မူဆလင်အပါဝင်လူမျိုးပေါင်းစုံချစ်ခြင်းရင်းဖူးဆယ်ပေါ်လုံးပြိုင်ပွဲကျင်းပဆွဲတဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ အာရခတတ်တော်အင်းဤတမှုကြောင့်ပိုကျော်ထွန်မြတ်နိုင်58နှစ်မြောက်မွေးနေ့အထင်အမှတ်ဖြင့်မွ슬င်အပါဝင်လူမျိုးပေါင်းစုံချစ်ချင်ရေးဖူဆွဲပေါ်လုံးပြိုင်ပွဲကိုကြခိုင်ပြည်လွတ်မြောက်တနင်္လာမှာကျမခဲ့ကြောင်းတင်ရရှိပါတယ်။အဆိုပါဘောလုံးပြိုင်ပွဲကိုနိုဝင်ဘာလ9ရက်နေ့မှာကြာရောက်သည့်အေအေတမှုကြောင့် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဦးမွေးနေ့အထိမ်းအမှတ်အဖြစ်ရင်းနေရာမှာကျင်းပခဲ့ခြင်းဖြစ်တယ်လို့ဒေသခံတအူကပြောပါတယ်။အထူးကရခိုင်ပြည်ထဲမှာပယ်လူမျိုးပယ်ပါတာမဆုံးစီလုံးညီညွတ်ချစ်ချစ်ခင်ခင်နေကြတာကိုပြသတဲ့တဘုံဗိုလ်ချုပ်ကရခိုင်ပြည်ထဲမှာနေတဲ့လူတိုင်းချစ်ခင်လေးစားမှုနဲ့ပွဲလို့တာဖြစ်တယ်လို့ပြောပါတယ်။အသင်းမြင်များရှင်းပြခဲ့ပြီးမြစ်တီအသင်းဘိုးဆက်သွားသည်ကိုဖုန်းလိုင်းအင်တာနက်လိုင်းအခက်ခဲကြောင့်လောလောဆယ်တော့မသိနိုင်နေပါဘူး။အေးတမူကျောင်းပေါ်ကျော်ထွန်မြတ်နိုင်ဦးမွေးနေ့အထိမ်းအမှတ်အဖြစ်ပြည်တံကြခံရသည့် မြူခမီမူဆလင်နဲ့ရခိုင်စုစုပေါင်း16ဦးအပါအဝင်2024ခုနှစ်တိုက်ပွဲကာလအတွင်းအကြမ်းမတ်စစ်တပ်အပါအဝင် ASA ISO စသည့်အကြမ်းဖက်အဖွဲ့အစည်းများနှင့်ဆက်ဆက်ပတ်သက်၍ပြည်ထောင်စခန်းနေရသည့်မွတ်စလင်များနှင့်ဖန်စီထိန်ထိန်ခံထားရသည့်မွတ်စလင်များအနက်မှလှုပ်ပေး၍ရသည့်မွတ်စလင်စုစုပေါင်း82ဦးကိုလည်းယင်းနှစ်မှအေအေကလွန်ညင်းခွင့်ပေးခဲ့ပါသည်။ ဆက်လက်ပြီးစစ်တပ်ရဲ့ရွေးကောက်ပွဲပြည်သူအားလုံးသာသက်ပံစစ်ကြုံဖြစ်စေဖို့ဖန်တီးနေတာလို့လူလူလှုံ့ဆော်မှုဥဆောင်သူတွေပြောဆိုတဲ့တင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ပြည်သူအာဏာကိုမတရားသိမ်းယူထားပြီးနိုင်ငံကောင်ဆောင်တွေ၊ကျောင်းသားကောင်ဆောင်တွေပြည်သူတွေကိုမတရားဖမ်းဆီးပြီးပြည်သူတွေအပေါ်ဆေးရဆွေးမှုကျွလွန်နေတဲ့သူတွေပြုလုပ်တဲ့ရွေးကောက်ပွဲဟာတရားမျှတမှုမရှိဘူးလို့လူလူလုံဆောင်မှုဥဆောင်သူတွေကပြောကြားခဲ့ပြီးစစ်ကောင်စီရွေးကောက်ပွဲဟာပြည်သူတွေကိုဂျာတပ်ပန်စစ်ကြုံဖြစ်စေဖို့ရည်ရွယ်တဲ့လုပ်ရက်သားဖြစ်ကြောင်းတတိပေးပါတယ်။ ဒီကနေ့နိုဝင်ဘာလ10ရက်နေ့မှာကျင်းပတဲ့ဘာကြောင့်မဲမဲပေးချဖို့ပြောရတာလဲစကိုင်းဝိုင်းစင်းနေဘွဲမှာဆရာနာရှင်စန့်ကျင်ရဲ့လူလူလှဆမှုမှာဥစားပါဝင်နေသူတွေကအခုလိုပြောကြားခဲ့တာပါပြည်သူအနာကိုမတရားသိမ်းယူပြီးတော့ပြည်သူတွေအပေါ်မှာအကြမ်းဖက်မှုတွေကိုကျူးလွန်နေတဲ့သူတွေပြုလုပ်တဲ့ရွေးကောက်ပွဲဆိုတာကတကယ်တမ်းပြောရလို့ရှိရင် ခွေးပစက်ကနေစကားထွက်တဲ့အတိုင်းပဲပုံဘယ်လိုမှယုံကြည်နိုင်ပွဲလည်းမရှိဘူးလက်ခံနိုင်ပွဲလည်းမရှိဘူးဆိုတဲ့သဘောမျိုးပေါ်လို့ အထွေထွေတပိတ်ပေါင်းဆက်ညီနိုင်ရေးအင်အားစုအတွင်းရေးမှူးအဖွဲ့ဝင်မှချောစုဆန်ကပြောပါတယ်။တပ်ဖက်မှရွေးကောက်ပွဲအောင်နေချင်းတပ်ဖက်မှညှဉ်းပန်းနှိစက်မှုတွေလုပ်နေတဲ့သူတွေကလုံတဲ့ရွေးကောက်ပွဲဟာဘယ်လိုမှလွတ်လပ်ပြီးတရားမျှတမှုလည်းရှိမှာမဟုတ်လို့ဒီရွေးကောက်ပွဲကိုစတင်ရတာဖြစ်တယ်လို့အတည်ပြုပါတယ်။စစ်ကောင်စီကြိုးပမ်းနေတဲ့ရွေးကောက်ပွဲဟာစစ်ကောင်စီဘက်ကပြည်သူ့အပေါ်ဒါရှာကျွလွန်ခဲ့တဲ့စစ်ရာဇဝမှုတွေလူအခွင့်ရေးချိုးဖောက်မှုတွေကိုပြည်ပုံကချဖို့လုပ်ရတာဖြစ်တယ်လို့မချောစုဆန်ကပြောပါတယ်။ ရွေးကောက်ပွဲတရက်ကျမပြည်တော်မှာတက်လာတဲ့အစိုးရတင်တဲ့အတူသူတို့ရှေ့မှာလုပ်ခဲ့တဲ့စစ်ကောင်မရှင်ဘက်ကပြုလုပ်ခဲ့တဲ့စစ်ရာဇဝမှုချိုးဖောက်မှုတွေအားလုံးကဒါဟာကာဘာလုံးလိုက်တာပြည်ပုံကချလိုက်တဲ့ပုံစံမျိုးဖြစ်တယ်လို့မချောဆုဆန်ကဆွေးနွေးခဲ့ပါတယ်စစ်ကောင်စီရွေးကောက်ပွဲဟာတက်လာတဲ့အစိုးရဆိုတာဟာလေပြည်သူတွေကိုဆက်လက်ပြီးအကြမ်းဖက်မှုတွေပေါ်ပေါ်ထင်ထင်ပြောင်ပြောင်တင်တင်လုံခွင့်ရအောင်အခွင့်အရေးပေးလိုက်တယ်လို့ဖြစ်စေမယ်လို့မချောဆုဆန်ကပြောပါတယ် ရွေးကောက်ပွဲနာဆက်တွဲမှာလူထုကအထွေထွေအကျက်သေးတွေကြုံတွေ့ရမယ်အပြင်စစ်ကောင်စီရဲ့ဆေးရဆွေးမှုကျွလွန်မှုတွေကိုအခုထပ်ပုံပြီးကြုံရမယ်လို့သတိပေးပါတယ်။ဒါကြောင့်စစ်တပ်ရဲ့ရွေးကောက်ပွဲဟာပြည်သူလူထုအတွက်ထွက်ပေါက်မဟုတ်ထောင်ချောက်တာဖြစ်တယ်လို့လည်းမချော်ဆူဆန်ကပြောပါတယ်။ စစ်ကောင်စီဘက်ကရွေးကောက်ပွဲလုပ်ရင်အလုံးပြည်နဲ့တွားလိမ့်မယ်လို့မြန်မာနိုင်ငံမှာဖြစ်နေတဲ့ပြဿနာတွေရွေးကောက်ပွဲပြီးရင်ပြည်နဲ့တွားလိမ့်မယ်ဆိုတာမျိုးလေးထန်လွှင့်ထားပြီးမြလက်ရှိမြန်မာနိုင်ငံမှာဖြစ်နေတဲ့စီမီပဋိပက္ခတွေငြင်းချမ်းသွားမယ့်အဖြစ်မဟုတ်ဘူးလို့မချောစုဆန်ကပြောပါတယ် စေအောင်စုရဲ့ရွေးကောက်ပွဲဟာသူတို့ရဲ့ထွက်ပေါက်အဖြစ်အသုံးချမှုတာဖြစ်တယ်လို့ဆိုပါတယ်။စီရေးနိုင်ငံရေးအဖက်ဖက်ကအထွေထွေအကျဲတဲ့ရင်ဆိုင်နေရတယ်လို့တဖက်မှာလည်းပြည်သူကစန့်ကျင်နေတဲ့ဖိအားတွေကြုံရလို့စစ်တပ်ကနိုင်ငံရေးအရာထွက်ပေါက်စားဖို့ရွေးကောက်ပွဲကိုလှုပ်သားလို့မချက်စုဆန်ကပြောပါတယ်။ရွေးကောက်ပွဲလုံးလိုက်လို့ရှိရင်လက်ရှိကြုံတွေ့နေရတဲ့ပြဿနာတွေပြည်လဲသွားမလားလို့ထင်ရပေမယ့်တကယ်တကယ်တဟာထောက်ချကြည့်တခုတာဖြစ်နေထွက်ပေါက်မဟုတ်ဘူးထောက်ချောင်း စစ်ကောင်စီအတွက်တော့ဒါဟာနိုင်ငံရေးအရာထွက်ပေါက်တစ်ခုဖြစ်လိမ့်မယ်။ဒါပေမဲ့ပြည်သူအတွက်ကဒါကြီးကထောင်စားတစ်ခုပဲလို့မချောဆွဆန်ကပြောပါတယ်။လူတို့တပိတ်တိုင်ပွဲဥဆောင်သူတအူးဖြစ်တဲ့ကိုခန့်ဝေဖြူကလည်းစစ်တပ်လုံမဲ့အသူအရောင်ရွေးကောက်ပွဲကိုပြည်သူတွေတပိတ်မောက်ဖို့လူချောင်းပြောပါတယ် ်အနာသိန်းစစ်တပ်ဟာရွေးကောက်ပွဲကျင်းပခွင့်မရှိဘူးလေသူကပြောပါတယ်စစ်တပ်ဟာအနာသိန်းကလေးကနိုင်ငံတော်ပုံကံမှုကျွလွန်ခဲ့တာဖြစ်တယ်လို့စစ်တပ်ရေးဆွဲခဲ့တဲ့2010ဖွဲ့စည်းပုံအခြေခံဥပဒေကိုချိုးပေါက်ထားတာဖြစ်တယ်လို့ပြောပါတယ်ဒီမိုကရေစီကိုအာမခံထားတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေတရားအောင်မှာပဲလွတ်လပ်တရားမျှတတဲ့ဒီမိုကရေစီရွေးကောက်ပွဲတွေဖြစ်နိုင်မယ်လို့လည်းကိုခန့်ဝေဖြူကပြောကြားပြီး2010ခြေဦးအောက်ကကျင်းပတဲ့ရွေးကောက်ပွဲတွေဟာဆက်အနာရှင်စနစ်မျက်နှာဖုံးသက်ထားတဲ့ ဘလူးကိုမင်းသားမျက်နှာဖုံးဆွထားတဲ့အတူအယောင်ရွေးကောက်ပွဲတာဖြစ်မယ်လို့ပြောပါတယ်ဒါကြောင့်အခုစစ်တပ်ကြိုပမ်းနေတဲ့ရွေးကောက်ပွဲဟာဆရာနာရှင်စနစ်ကိုပြန်လည်တက်ဆင်းပြီးရွေးကောက်ပွဲဖြစ်ကြောင်းသူကပြောပါတယ်။ပြည်သူလူထုအလုံးထာဝရစစ်ကြုံရာတပ်ပန်ဖြစ်သွားနိုင်တဲ့အခင်အကျင်းနဲ့ရောက်သွားမှာဖြစ်ပါတယ်လို့ကိုခန့်ဝေဖြူကပြောပါတယ်။ဒီလိုအခြေအနေရောက်ရင်ပြည်သူတရရလုံးလွတ်မြောက်ရေးဆောင်ဖွေရမှာအခုတက်မကောင်အခက်အခဲတွေကြုံရမှာဖြစ်တယ်လို့လည်းသတိပေးပါတယ်။လက်ရှိစစ်ကောင်စီဘက်ကလည်းဒါမှမဟုတ်တနက်ထောက်ပြီး ရွေးကောက်ပွဲမဖြစ်ဖြစ်အောင်လှုံ့ဆော်လိမ့်မည်ဖြစ်ကြောင်းမချောဆုဆန်ကဆွေးနွေးပါတယ်။ဒါကြောင့်ရွေးကောက်ပွဲမဖြစ်အောင်လုပ်နိုင်တာမရှိပေမယ့်စစ်ကောင်စီရဲ့ရွေးကောက်ပွဲတရားဝင်မှုကြောင့်ကြောင့်ဘုံတိတ်ခိုင်ပိုင်းကြံစင်မှုအခုလိုရွေးကောက်ပွဲဆန့်ကျင်ရေးလှုံ့ဆော်မှုတွေဆောင်ရွက်နေတာဖြစ်တယ်လို့မချောဆုဆန်ကပြောပါတယ်ရှင်။